ဓမ္မရာဇဝင်တတရဆောင်ခန်းကြီး၁၇ငယ်၈ကနေ၁၆ဖြစ်ပါတယ်။ထိုအခါထာဝရဖျားရဲ့နှုတ်ကပတ်တော်ဒီရောက်လာဒီကတင်ထလောဇီတုံပင်ဇရိတမျိုးတို့တွား၍နေလောထိုမျိုး၌နေတော့မုတ်ဆိုးမတယောက်ဒီတင့်ကိုကြွေးမွေးမိအကြောင်းငါမာထားပြီဟုမိန့်တော်မူသည့်အတိုင်းအီလီယာဒီထ၍ဇရိတမျိုးတို့တွား၏မြို့တကားလို့ရောက်တော့ခါမုတ်ဆိုးမဒီထင်းခွေလဲရှိအီလီယာကငါတောက်เสียရေအနှဲငယ်ကိုခွက်နှင့်ယူလာ ယူခဲ့ပါလောဟုဟဲ့၍ဆို၏မိမသည်ရေကိုယူခြင်းကသွားစဉ်နှင့်တဖန်ဟဲ့၍မုတ်တစ်ဖက်ကိုလည်းတင်းလက်၌ယူခဲ့ပါလောဟုဆိုပြန်လင်းမိမကတင်းဤဖျားခင်ထောက်ရဖျားတက်ရှင်တော်မူ၏အတိုင်းမုံပြားတပြားမှမရှိအိုးရင်းမှမုံညက်လက်တဆုပ်ဘူး၌စီအနေငယ်ရာရှိ ကျမနှင့်တားငယ်အဖို့ဖုတ်၍စားလို့စားလို့တော့ငါ၎င်းစားပြီးမှတေလို့တော့ငါ၎င်းသင်းသင်းစနှစ်ခုကိုယခုခွေပါ၏ဟုပြောပြန်ပြော၏ အေလီယာကလည်းမစိုးရိမ်နဲ့တင်ဆိုသည့်အတိုင်းသွား၍ပြုလောတို့ရတွင်ငါအဖို့မှုန့်ပြားငယ်တပြားကိုအရင်လှုပ်၍ယူခဲ့လောနောက်မှတင်နေတင်းသားငယ်အဖို့လှုပ်လောအေတီလာအမျိုးကြီးဖျားသခင်ထောက်ရဖြောင်းမိန်တော်မူဒီကထောက်ဝရဖျားသည့်မြေပေါ်မှာမိုးရွာစေတော်မမူမီတိုင်အောင်အိုးနိုင်ရှိတော်မုံညက်မကုံဘိုးနိုင်ရှိတော်စီမလျော့ရဟုမိန်တော်မူကြောင်းကိုစင့်ဆို၏ ထိုမှုတ်ဆုံးမသည်တွား၍အေလီယာစကားအတိုင်းပြုသည်ဖြင့်အေလီယာနှင့်တကွကိုတိုင်မှစ၍အိမ်သားတို့သည်အင်တန်ကာလပတ်လုံးစားရကြ၏ထောက်ရဖျားသည်အေလီယာအဖြစ်မိန့်တော်မူသောစကားအတိုင်းအိုးနိုင်ရှိသောမုံညက်မကုန်ဘူးနိုင်ရှိသောစီမယောဟာလေလုယာကျေးဇူးတော်ချီးမွမ်းနေနော်ဒီကျမ်းစာအဖြစ်ကျွန်တော်တို့သင်ခန်းစာကြီးကြီးမားမားတစ်ခုရတယ်အဲ့ဒါကတော့တဘဝလွန်အရာတစ်ခုတွေ့တယ် ဒီကိစ္စဖြစ်လာဖို့ရန်အတွက်ငโกရီကကျွန်တော်တို့ရှေ့ဓမ္မရာဇဝင်တာတရားဆောင်ဆောင်ခန်းကြီး16ကနေစဖတ်မယ်ဆိုရင် အာဟက်မင်းနဲ့သူ့ရဲ့သားအပြစ်လုပ်လိုက်တဲ့အတွက်ဘုရားသခင်ကဒဏ်ခတ်တဲ့အနေနဲ့သူ့နိုင်ငံတနိုင်ငံလုံးကိုမိုးမရွာဖို့ရန်အတွက်3နှစ်နဲ့6လနော်တတ်မှတ်လိုက်တယ်ဒဏ်ခတ်လိုက်တာပေါ့နော်ဒဏ်ခတ်လိုက်တာ3နှစ်နဲ့6လဒဏ်ခတ်လိုက်တဲ့အခါမှာ ဘယင်ကတအားစိတ်တူတယ်အေလီယာဆုတောင်းလိုက်လို့မိုးမရွာဘူးဆိုပြီးတော့မှအေလီယာကိုလိုက်ဖမ်းဖို့လိုက်တတ်ဖို့အမိန်ချတယ်အဲ့ဒီခါမှာဘုရားသခင်ကအေလီယာကိုနင်ဒီနေရာမှာခဏလာလာနေပါဆိုပြီးမှခေါ်သွားတယ်အေလီယာကိုအေလီယာကိုခေါ်သွားတဲ့နေရာကရေချောင်းလေးတနေရာကိုခေါ်သွားတယ်အဲ့ဒီရေချောင်းလေးတနေရာကိုခေါ်ပြီးတော့မှကြီးကန်းတွေကနေ့တိုင်းသူ့ကိုအစာကျွေးမိုးရတဲ့ငကူကနော်ဒီမုတ်ဆိုးမစီကိုမရောက်ခင် အဲ့ဒီချောင်းလေးကခေရိတ်ချောင်းလို့ခေါ်တယ်ခေရိတ်ချောင်းဆိုတဲ့နေရာမှာဘုရားသခင်ကသူ့နေခိုင်းတယ်အဲ့ဒီချောင်းကရေကိုတောက်ခိုင်းတယ်ပြီးလို့ရှိရင်ကြီးအားတွေကိုအစာပါဖြစ်လေအစာမုံနဲ့အမဲသားကိုယူခဲ့တယ်တဲ့မုံနဲ့အမဲသားကိုယူခဲ့မှကြီးကန်းတွေကသူ့ယူပေးမှအေလီယာက စားရတယ်အေလီယာကဘသူလဲဆိုတော့ဘုရားသခင်ရဲ့လူဖြစ်တယ်ဒီကနေ့ပြောမယ်ဆိုရင်စစ်မှန်တဲ့အမှုတော်ဆောင်တွေကိုပုံဆောင်တာဖြစ်တယ်နော်အေလီယာဆိုတာဆိုတော့မိုးမရွာတဲ့အခါကျတော့လေ ချောင်းတွေလည်းရေတွေခန်းကုန်တယ်။အဲ့ဒီခါကျတော့ဘုရားသခင်ကသူ့ကိုဘယ်မှာဆက်ပြီးမှသွားခိုင်းလဲဆိုတော့ခုနကျွန်တော်တို့ဖတ်တဲ့အငယ်၈ကနေကြည်ရမယ်ဆိုရင်ထိုအခါဘုရားသခင်နှုတ်ကပတ်တော်ဒီရောက်လာဒီကားတဲ့။ဘုရားရဲ့စကားရောက်လာတယ်လို့ခေါ်တယ်နှုတ်ကပတ်တော်ဆိုတာ။ဖယားရဲ့စကားအေလီယာစီရောက်လာတယ်။နင်ထပါတဲ့၊တွားပါတဲ့၊ဘယ်ကိုတွားရမလဲဆိုတော့ဇီတုံပီဇရက်သားမျိုးကိုတွားပါတယ်။အဲ့မှာဘာလို့ရှိလဲဆိုတော့မုတ်ဆိုးမတယောက်ရှိတယ်တဲ့။မုတ်ဆိုးမကိုငါပြောပြီးပြီတဲ့။နင်ကိုကြွေးမွေးဖို့ပြောပြီးပြီတဲ့။ဒီနေရာမှာတတိထားရမယ်။ဖယားတခင်က တ်ဆန်ချမ်းသာတဲ့သူကိုမရွေးပဲနဲ့မုတ်ဆိုးမအောင်ဘာလို့ရွေးလဲတေချာစဉ်းစားနော်မုတ်ဆိုးမကိုဘာဖြစ်လဲကောင်းကြီးပေးခြင်းလို့ဖြစ်တယ်ဟာလေလုယမုတ်ဆိုးမကိုယုံကြည်ခြင်းတင်ကန်းစာပေးခြင်းလို့ဖြစ်တယ်ဟာလေလုယအမှန်ကဘုရားသခင်ကဟိုပတ်ဆံချမ်းသာတဲ့သူကိုဘာလဲရွေးလို့ရတယ်ငါလူလာမယ်နင်းအာသူ့ကိုပေးလူပါကြွေးမွေးပါဆိုမှဘုရားသခင်ကပြောထားလို့ရတယ်မာထားလို့ရတယ်ဒါပေမဲ့ဘုရားသခင်ကပတ်ဆံချမ်းသာတဲ့သူကိုမရွေးဘဲနဲ့ တအားစင်ရဲတဲ့မဟုတ်ဆိုမအောင်မှရွေးလိုက်တယ်စင်ရဲတာမှနည်းနည်းပါးပါးစင်ရဲတာမဟုတ်ဘူးဘာမှမကြံတော့ဘူးဘာပဲကြံလဲဆိုရင် မုံညက်လက်တဆုပ်စာနဲ့စီအနေငယ်ပဲကြံတယ်ဘုရားသခင်ကအေလီယာပရောဖက်အေလီယာကိုအဲ့မှာတွားခိုင်းတဲ့အခါမှာအေလီယာလည်းတကယ်တွားတယ်တွားလိုက်တဲ့အခါမှာတဲ့မဟုတ်ဆိုမကိုအဝေးကနေတွေးတဲ့အခါမှာဘယ်လိုပြောလဲဆိုရေတခွက်ယူခဲ့ပါတဲ့ငါအတွက်ဆိုတော့ရေယူခဲ့ပါဆိုတော့ရေသွားယူတဲ့အခါမှာအေလီယာပြန်အော်မှပြောလိုက်တယ်မုံတစ်ဖက်ကိုလည်းယူလာပါတဲ့ အဲ့လိုပြောတဲ့အခါမှာမုတ်ဆိုးမကစိတ်ထဲမှာနေလို့မကောင်းတော့ဘာကြောင့်လဲဒါသူ့အတွက်ယုံကြည်ခြင်းတင်ကန်းစာပဲမုတ်တစ်ဖက်ကိုယူလာပါဆိုတော့ငါ့မှာမုတ်တစ်ဖက်လှုပ်စာပဲရှိတယ်လေ तू ဘလို့ပြောလိုက်လဲအေလီယာကိုဖျားသခင်ကိုတိုင်တီးပြီးပါငါကျင်းဘာလဲပြောဆိုရဲပါတယ်တဲ့ငါကျင်းပြောဆိုရဲပါတယ်ဘလို့ပြောဆိုရဲလဲဆိုငါ့မှာမုတ်မရှိဘူးတဲ့ဘာပဲရှိလဲဆိုမုံလှုပ်ဖို့ပါပဲလက်တဆုပ်စာပဲရှိတယ်တဲ့မုံမုံမုံညက် အဲ့ဒီမုံညံ့လက်တဆုပ်စာလှုပ်ဖို့စီအနှဲငယ်ပဲရှိတယ်ဘိုးထဲမှာโอเคဖယားတခင်ကိုတိုင်တီးမှငါပြောရဲတယ်ဒါပဲရှိတယ်ဆိုလိုချင်တာတကယ်ပြောတာတကယ်ကမှအဲ့လောက်ပဲရှိတယ်မုံမုံလှုပ်ထားတဲ့ဟာမရှိဘူးဒါပေမဲ့အေလီယာကမုတ်ဆိုးမောက်ဘလို့ပြန်ပြောလဲဒီလားမဆိုးရင်နဲ့တဲ့မဆိုးရင်နဲ့နေသွိုင်းမှလှုပ်ပါတဲ့နေငှအတွက်အရင်လှုပ်ပါတဲ့โอเคဒီမှာမုတ်ဆိုးမောက်အတွက်ကြီးမားတဲ့ယုံကြည်ခြင်းသင်ခန်းစာပဲ ူကအဲ့ဒီဟာလေးလှုပ်ပြီးမှသူ့သားနဲ့သူစားပြီးသေတော့မှဘာကြောင့်လဲသူတို့မှအဲ့ဒါပဲရှိတာနောက်တစ်ခါနောက်ပြီးသွားရှာစားဖို့လဲသူတို့မှမရှိတော့ဘာကြောင့်လဲဆိုတော့အဲ့ဒီခေတ်ကာလမှာမိုးမရွာတဲ့အတွက်သူတို့တတိုင်းပြည်လုံးပါလဲအစာရေစာခေါင်းပါနေတဲ့ကာလဖြစ်နေဒါကြောင့်သူတို့တေရတော့မယ်တေရတော့မယ်အဲ့ဒီတေရတော့မှကိုဖယားသခင်ကသူတို့အခွင့်ပေးတာဖယားလူကိုပြူစုဖို့ပေးလူဖို့ကြွေးမွေးဖို့အဲ့ဒီတေတော့မဲ့သူကိုအခွင့်ရေးပေးတယ်တနည်းအားဖြင့်နော်တနည်းအားဖြင့် ဆိုတော့မုတ်ဆိုးမားလည်းအဲ့ဒီအချိန်မှာယုံကြည်ခြင်းအကြီးကြီးစစ်ဆေးခံနေရတယ်။ဖျားလူကိုကျွေးရင်ငါတို့နည်းနည်းမှမစားရပဲတည်မယ်။ဒါပေမဲ့ဖျားလူကိုမကျွေးဘဲနဲ့ငါတို့စားလိုက်ရင်ငါတို့ပိုက်ဝမယ်ခဏနေမှတည်မယ်။အခုဒါပေမဲ့အခုချက်ချင်းဖျားလူကိုကျွေးလိုက်ရင်ငါတို့တော့ဘာမှရှိမရှိတော့ဘူး။ဖျားလူကတော့ပြောတယ်နင်မစိုးရိမ်နဲ့နင်လှုပ်ပါတဲ့။အေလီယာအဲ့လိုပြောတယ်လေ။မစိုးရိမ်နဲ့တဲ့နင်တော့လှုပ်ပါငါငါ့ကိုအရင်လာယူကျွေးပါပြီးမှပဲနင်နင်နဲ့နှစ်ပါအတွက်လှုပ်ပါတဲ့။ဆိုလိုချင်တာကနင်အတွက်လှုပ်ပြီးလို့ရှိရင် မဟုတ်ဆိုးမစိတ်ထဲမှာတော့ယုံကြည်ခြင်းစစ်ဆေးခံရတဲ့အချိန်မှာဘယ်လိုခံယူမလဲဆိုတော့အာဖျားလူတက်လှုပ်လိုက်ငါတို့အတွက်ဗာကျယ်အောင်မလဲအဲ့လိုမျိုးစဉ်းစားနေမယ်နော်ဒါပေမဲ့အေလီယာရဲ့စကားထဲမှာတကယ်အတိတ်ပဲရှိပါတယ်ဆိုလိုချင်တာကငါအတွက်လှုပ်ပြီးလို့ရှိရင်မကုံဘူးမကုံသေးဘူးလို့ပြောတာတဘောကလူတဘောအနေနဲ့ကြည့်မယ်ဆိုရင်အေလီယာအတွက်ပဲလှုပ်လိုက်ရင်ဗာကျန်ပါလေလက်တဆုပ်စာပဲရှိတာမုံညက်ကစီအနေငယ်ပဲကျန်တာအေလီယာအတွက်ပဲလှုပ်လိုက်လို့ရှိရင်ငါတို့အတွက်ဗာကျန်ပါလေဟုတ်တယ်နော် ဒါကလူတဘွားအနေနဲ့ကြည်တာတကယ်လဲအဲ့လိုလေဒါပေမဲ့အေလီယာကပြောလိုက်တာကငါစားပြီးမှညီတို့နှစ်သားနဲ့နှစ်အတွက်လို့ပါဆိုတော့ဘယ်မှာပေါ်ရှာမလဲမုံငင်းနဲ့စီဘယ်မှာရှိတော့မလဲဒါပေမဲ့ဖယားသခင်တက်နိုင်တယ်ဆိုတာအေလီယာယုံကြည်တယ်ဘလို့ပြောလိုက်လဲတိလာအေလီယာကမဟုတ်ဆုံးမအောင်အေတိလာမျိုးကြီးထောက်ရဖျားမိန်တော်မူဒီကားတဲ့ထောက်ရဖျားဒီမြေပေါ်မှာမိုးရွာစေမမူမီတန်အောင်တဲ့အိုးနိုင်ရှိတော့မုံငင်းမကုန်ဘူးနိုင်ရှိတော့စီမလျော့ရတဲ့ဟာလေလုယာဖယားသခင်က မိုးမိုးရွာစီတော့မမူမီတိုင်အောင်ဆိုလိုချင်တာက၃နှစ်နဲ့၆လတိုင်အောင်တဲ့နေအိုးထဲမှာရှိတဲ့မုံညက်ကယူလို့ကုံမှာမဟုတ်ဘူးတဲ့ဘိုးမှာရှိတဲ့စီလည်းတွန်လို့ကုံမှာမဟုတ်ဘူးတဲ့ဒါယုံကြည်ခြင်းတော့ယုံကြည်ခြင်းတော့မဖြစ်သေးတဲ့အရာကိုယုံကြည်ခိုင်းတာနော်သူလှုပ်လိုက်လို့ရှိရင်တကယ်ဖြစ်မလာဘူးဆိုလို့ရှိရင်အဲသူများငါရဲ့မုံကိုလိန်စားသွားပြီငါရဲ့စီရှိတာကိုလိန်သွားပြီဟုတ်ပြီနော်ဒါပေမဲ့သူယုံတယ်ဆိုလို့ရှိရင်တကယ်ဖြစ်လာလို့ရှိရင်တော့ဒါ၃နှစ်နဲ့၆လအေးစစ်စစ် အစာရေစာခေါင်းပါချင်းကိုကြော်ဖြတ်လို့ရပြီဒီနေရာမှာ तू က3ဟာဖြစ်နေမှာပဲမဟုတ်ဆိုမှာကဒါပေမဲ့ तू နောက်ဆုံးပါကိုရွေးချယ်လိုက်လဲဆိုဖျားစကားကိုရွေးချယ်လိုက်တယ်ဟာလေလုယာသူ့မှာဘာမှမရှိတော့ဘူးနောက်ဆုံးပါပဲရှိလဲဆိုတော့မုံညက်တလုံးတဆုပ်စာနဲ့စီအနေငယ်ပဲရှိတာအဲ့ဒါကိုဖျားလူဖျားလူအတွက်ပေးလူလိုက်တာโอเคဒီကနေ့ကျွန်တော်မေးချင်တယ်နော်အခုနားထောင်နေတဲ့သူတွေတင့်မှာစင်းရဲတယ်စင်းရဲတယ်စင်းရဲတယ်လို့ပြောနေတဲ့သူကျွန်တော်မေးချင်တယ် ်တင်ကဒီမုတ်ဆိုးမလောက်ဆင်းရဲလားငါဘယ်လောက်ဆင်းရဲလို့လဲဒီမုတ်ဆိုးမလောက်ဆင်းရဲလားကျွန်တော်မေးချင်တယ်ညီကိုမောင်တို့မတွေဒီမုတ်ဆိုးမလောက်တင်ဆင်းရဲလားကျွန်တော်တို့ပြောတယ်တအားဆင်းရဲတယ်တအားဆင်းရဲတယ်တင်ဒီမုတ်ဆိုးမလောက်ဆင်းရဲလား တင့်မှာနောက်ဆုံးဂုံဂုံပြောမယ်တားဆင်းရတယ်ဆိုရင်တော့မတင့်မှာတနက်စာနနက်စာတော့ရှိမယ်နော်စတုံးဖို့ပတ်စံလေးတော့ရှိမယ်နော်ဒီမုတ်ဆိုးမမဘာမှမရှိဘူးဘာပဲကြံလဲဆိုရင်တနက်စာမှာတော့မအားလုံးဝဝလေးလေးစားရဖို့တနက်စာမရှိဘူးလက်မှာတဆုပ်လက်တဆုပ်စာပဲရှိတာโอเคလက်တဆုပ်လက်တဆုပ်ဆိုစဉ်းစားကြည့်တော့ဘလောက်ပဲလဲဆိုတလုပ်စာပဲရှိတာလေโอเคတလောက်ထိဆင်းရတာကျွန်တော်တို့အများကြီးဆင်းရတယ်ဒါပေမဲ့ဖျားလူကိုဖျားလူကို သူရှိတဲ့လောက်နဲ့ပေးလူတယ် တအားဆင်းရဲတဲ့အတိုင်းပဲယုံကြည်ခြင်းနဲ့အဲ့ဒီရှိတာလေးနဲ့ပေးလူတယ်။ဒါကြောင့်ကျွန်တော်အမြဲပြောတယ်ပေးလူချင်းကရှိမှပေးလူတာကပေးလူချင်းစစ်စစ်မဟုတ်ဘူး။မရှိချင်းတွေကပေးလူမှ တကက်စစ်မှန်တဲ့ပေးလူချင်းဖြစ်တယ်။ဟာလေလုယာ။ချစ်တော်ညီကိုမောင်တို့တင်နာလေလားမသိဘူးနော်။ ဆိုတော့မုတ်ဆိုးမကအေလီယာစကားအတိုင်းတော့လုပ်တယ်ယုံကြည်ခြင်းစစ်ဆေးခြင်းကိုအောင်မြင်သွားပြီးတော့မှအေလီယာပြောတဲ့အတိုင်းဖျားစကားကိုယုံကြည်ပြီးတော့မှအေလီယာအတွေ့အဲ့ဒီမုံညက်ကိုတော့လှုပ်ပြီးတော့မှအေလီယာကိုကျွေးလိုက်တယ်အေလီယာကိုကျွေးလိုက်တဲ့အခါမှာဘာဖြစ်လာမလဲဘာဖြစ်လာမလဲခုနကကျန်ဖတ်သွားတဲ့ကျန်ချက်ထဲမှာမုတ်ဆိုးမဒီတွား၍အေလီယာစကားအတိုင်းပြုတ်တဲ့ဖြစ်အေလီယာနဲ့တကွာ ကိုယ်တိုင်မှစ၍အင်သားတို့သည်အင်တန်ကာလပတ်လုံးစားရကြ၏ဟာလေလုယာအင်တန်ကာလပတ်လုံးဆိုတာဘလောက်ကြာလဲတိလားရှင်းောက်ကျန်ဖတ်မယ်ဆိုရင်ကျွန်တော်နားလေရတာကမိုးမရွာမီမိုးမရွာတရွေ့စားရတာအဲ့ဒီအစာခေါင်းပါရကာလတလျှောက်လုံးစားရတာဟိုဘာလဲ3နှစ်နဲ့6လလောက်ရှိမယ်လို့ခန့်မှန်းလို့ရတယ်ဘာကြောင့်လဲဆိုတော့မိုးမရွာတာ3နှစ်နဲ့6လလေဆိုတော့အငယ်16မှာဘယ်လိုပြောလဲဆိုတော့ ်ထာဝရဘုရားသည်အေလိယအားဖြင့်မိန့်တော်မူသောစကားအတိုင်းအိုးနိုင်ရှိတော်မှုံ့ညက်မကုန်ဘူးနိုင်ရှိတော်စီမရော့ဟာလေလုယာဒါအောဘွေတကိုးဖြစ်ပါတယ်။တနည်းအားဖြင့်မုတ်ဆိုးမကလေလက်တဆုပ်စာအိုးထဲမှာရှိတဲ့လက်တဆုပ်စာပဲရှိတဲ့မုံညံကယူလိုက်တိုင်းယူလိုက်တိုင်းယူလို့မကုန်ဘူးဖြစ်နေတယ်။ဟာလေလုယာဟာလေလုယာဒါဒန္တာကြီးပုံပြင်စကားမဟုတ်ဘူးတော့ဖယားသခင်ရဲ့တကိုးတော်တက်ရောက်လာတာ။ဘူးမှာအိုးမှာရှိတဲ့မုံညံ တဆုပ်ပဲရှိတယ်ကြီးလိုက်တော့တဆုပ်ပဲဟုတ်တယ်ကြီးလိုက်တော့တဆုပ်ပဲဒါပေမဲ့ယူလိုက်တိုင်းယူလိုက်တိုင်းမကုံဘူးမကုံဘူးဟာလေလုယာဘူးမှရှိတဲ့စီလေဒီတိုင်းပဲနည်းနည်းပဲရှိတယ်မျက်စိနဲ့ကြည့်နည်းနည်းပဲရှိတယ်ဒါပေမဲ့တုံလိုက်တိုင်းတုံလိုက်တိုင်းတုံလို့မကုံဘူးဖြစ်နေတယ်အဲ့ဒီစီကအံ့ဩစရာပဲအံ့ဩစရာပဲဒါဖယားသခင်ရဲ့ဖယားသခင်ရဲ့ကောင်းကြီးမင်္ဂလာဘုသူ့ပေးတဲ့ကောင်းကြီးမင်္ဂလာလေဖယားလူကိုမရှိမဲ့ရှိမဲ့ထဲကနောက်ဆုံး နောက်ဆုံးမရှိမရှိမဲ့ထဲကနေပါဖြစ်လေပေးလူလိုက်တဲ့မုတ်ဆိုးမမိသားစုအတွက်ဖရာရဲ့တုံ့ပြန်တဲ့ကောင်းကြီးမင်္ဂလာဖြစ်တယ်။ဟာလေလုယာဒီကနေ့ကျွန်တော်တက်တာကိုကြည့်အောင်ဖရာလူကိုကျွန်တော်ဘလောက်ပေးလူနေလဲကောင်းကြီးလူချင်းလားကျွန်တော်မေးမယ်နော်တင်ကောင်းကြီးလူချင်းလားကောင်းကြီးလူချင်းဖရာလူတွေကိုပြုစုပါဖရာလူတွေကိုပေးလူပါဖရာလူတွေကိုကူညီပါဖရာလူဆိုတာဘာလို့လဲ ဖရားလူဆိုတာဒီကနေ့အမှုတော်ဆောင်ပြောတာအမှုတော်ဆောင်လေးအများကြီးရှိတယ်ဒါပေမဲ့ဖရားလူစစ်မှန်တဲ့ဖရားလူနဲ့ဖရားလူဟန်ဆောင်ကောင်းတဲ့ဖရားလူဆိုမှရှိတယ်ဒီကနေ့တမဟောင်းချင်းမှလည်းရှိတယ်လေဟုတ်တယ်နော်ဒီကနေ့မှလည်းမရှိဘူးလားဟန်ဆောင်ကောင်းတဲ့အမှုတော်ဆောင်ပတ်စံမဲ့တဲ့အမှုတော်ဆောင်ဖရားအမှုတော်ကိုကောင်းကောင်းမဆောင်ဘဲနဲ့နာမည်ပြက်တဲ့အမှုတော်ဆောင်မရှိဘူးလားရှိတယ်ရှိတယ်ဒါဆိုရင်ကျွန်တော်တို့ဘယ်သူတွေကိုပေးလို့ရမလဲ စစ်မှန်တဲ့အမှုတော်ဆောင်ကိုပေးလိုပါအမှုတော်ဆောင်တယောက်ကစစ်မှန်တဲ့အမှုတော်ဆောင်ဟုတ်မဟုတ်ဖရားရဲ့လူဟုတ်မဟုတ်ဆိုတာသူ့ရဲ့အနေထိုင်အပြောဆိုသူ့ရဲ့ဟိုပြီးကြော်လာခဲ့တဲ့အတ္တကိုကြည်မီပါတဲ့ဆုံးဖြတ်လို့ရတယ်တဲ့အနေနဲ့ချင်းโอเคနော်ဒီလူကတမိုင်းကောင်းခဲ့သလားဒီလူကနာမည်ဆိုးရှိနေသလားဒီလူကတကယ်ပဲသူများရဲ့ယုံကြည်သူညီကိုမောင်မားရဲ့ဗဇက်ထဲမှာတကယ်ပဲကောင်းတဲ့ဆရာတယောက်လားကြည်ကြည်ပါစုံစမ်းပါစစ်ဆေးပါသူခေါ်တဲ့တရားသီတနာတွေနားထောင်ပါတကယ်ပဲ တစ္ဆာရှိရှိအမှုတော်ဆောင်နေတဲ့သူတယောက်လားဟုတ်မဟုတ်ဆိုတာဖျားပြီးတဲ့ဉာဏ်ပညာနဲ့ပိုင်းဖြတ်ပါအဲ့ဒီဖျားပြီးတဲ့ဉာဏ်ပညာနဲ့ပိုင်းဖြတ်ပြီးပြီဆိုလို့ရှိရင်သင်အဲ့ဒီစစ်မှန်တဲ့အမှုတော်ဆောင်တွေကိုရွေးချယ်ပြီးတော့မှကိုညီပါပါဝင်ပါ မျိုးစစ်အနေနဲ့ပါဝင်လို့ရတယ်သင်ရငွေကဒါကြောင့်ကျွန်တော်တို့ပြောတယ်မျိုးစစ်အမှန်ကနှုတ်ဘက်တော်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီငွေကအိမ်ဝင်ကလေးမှအသုံးပြုလာတဲ့အခါမှာမျိုးစစ်ဖြစ်လာတယ်ဒါကြောင့်သင်ပေးလို့လိုက်ခြင်းက မုတ်ဆိုးမကိုကြည်ပါမုတ်ဆိုးမပေးလူလိုက်ခြင်းဟာဘာကိုပြန်ရလဲဆိုတော့၃နှစ်၆လတိုင်အောင် စားဖို့တောက်ဖို့လုံးဝပူဆွေးကြမလို့တော့အေးအေးစစ်စစ်နေတိုင်းယူစားရုံပဲထဲ့စားရုံပဲဟာလေလုယာဒီကနေ့အေလီယာကိုကိုွယ်တဲ့ဖခင်ကတင်ကိုကိုွယ်တဲ့ဖခင်ဟုတ်တယ်မလားဟုတ်ပါတယ်ဒီကနေ့မုတ်ဆိုးမကိုကိုွယ်တဲ့ဖခင်ကတင်ဖခင်မဟုတ်ဘူးလားဟုတ်ပါတယ် အေလီယာရဲ့ဖခင်ကကျွန်တော်တို့ရဲ့ဖခင်ပဲမဟုတ်ဆိုးမကိုးကွယ်တဲ့ဖခင်လည်းကျွန်တော်တို့ဖခင်ပဲအခုကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းစာသာဝရဖခင်အဲ့ဒါကျွန်တော်တို့ဒီကနေ့ကိုးကွယ်တဲ့ဖခင်လေဟာလေလုယအဲ့ဒီဖခင်ကလည်းဒီကနေ့ကျွန်တော်တို့ကိုအခွင့်အရေးပေးနေတယ်တခါတလေအမှုတော်ဆောင်တွေခက်ခဲတဲ့အခါမှာတခါတလေအမှုတော်ဆောင်တွေတင်းတို့စီကိုရောက်လာတဲ့အခါမှာတခါတလေအမှုတော်ဆောင်တွေအတွက်ကျွန်တော်တို့ပါဝင်တဲ့အခါမှာပေးလူတဲ့အခါမှာဖခင်သခင်ကတင့်ကိုပါဖြစ်လေစာတဲ့တဘောကောင်းကြည့်ပေးမယ်ကျွန်တော်ပြောမယ်မဟုတ်ဆိုးမပေးလူလိုက်တာဘလောက်ပဲရှိလဲလက်တဆုပ်စား မုံညံနဲ့စီအနှင်းငယ်ပဲပေးလို့လိုက်တာဘာတန်ဖိုးရှိမလဲဘာတန်ဖိုးမှမရှိဘူးဒါပေမဲ့သူ့တဘဝလုံးအတွက်အဲ့လောက်ပဲရှိတာသူအဲ့လောက်ပဲကြံတာသူ့အတွက်အဲ့လောက်ပဲကြံတာသူအဲ့လိုပေးလို့လိုက်ခြင်းအတကယ်ကြီးမားတဲ့ယုံကြည်ခြင်းရှိရတယ်ဘာကြောင့်လဲသူရှိလို့ပေးလို့တာမဟုတ်ဘူးလေမရှိတဲ့ခြေကနေပေးလို့တာမရှိတာတော့မှနည်းနည်းနော်နော်မဟုတ်ဘူးနော်လုံးဝလုံးဝလုံးဝကိုမရှိတဲ့ခြေကခြေကနေပေးလို့တာဒီကနေ့ကျွန်တော်ယုံကြည်သူတွေရှိမှပေးလို့တယ်ဆိုလို့ရှိရင်စစ်မှန်တဲ့ပေးလို့ခြင်းမပေါ်လွင်ပါဘူး မရှိတဲ့ထဲကနေပေးလူချင်းတဲ့စိတ်ပြင်းပြနေတဲ့ခါမှာအဲ့ဒါစစ်မှန်တဲ့ပေးလူချင်းပဲအဲ့ဒီပေးလူချင်းကိုဘုရားသခင်ကတားအတိမပြုတ်တယ်ဘာကြောင့်လဲကျမ်းစာထဲမှာအဲ့လိုပြောထားတယ်လေသင်ရဲ့ဝိညာဉ်အစာကိုအမြဲတမ်းတိုက်ကျွေးနေတဲ့သူအဲ့ဒီလူတွေကိုသင်ပေးလူပါပါဝင်ပါတို့လိုအပ်နေတဲ့ဟာရောဖြည့်ဆည်းပါအဲ့လိုဆိုလို့ရှင်သင်အကျိုးကိုရမယ်သူ့ကိုတနာလို့ပေးတာမဟုတ်ဘူးမဟုတ်ဆိုမှာကအေလိယကိုတနာလို့ပေးတာလားမဟုတ်ဘူးလေမဟုတ်ဆိုမှာက ပေးလို့ချင်တဲ့စိတ်နဲ့ပေးလိုက်တာအေလိယကိုတနာလို့ပေးတာမဟုတ်ဘူးဖခင်ရဲ့စကားတော်ကိုသူနာခံပြီးမှယုံကြည်ယုံကြည်ခြင်းဘာဖြစ်လဲစစ်ဆေးခြင်းကိုအောင်မြင်သွားတာဆိုတော့ဒီကနေ့အမှုတော်ဆောင်တွေကိုတနာ ਈ မှမပေးလို့ပါနဲ့ဖခင်မျက်နာကိုကြည်မှသာဖခင်လူပဲငါကောင်းကြီးယူအောင်မယ်ဆိုတဲ့စိတ်နဲ့ပေးလို့ပါတန်ရှင်တော်ဝိညာဉ်တော်တင့်ကိုအလင်းပေးပါစေဒီကနေ့တင့်ရဲ့အတ္တမှာလည်းအဲ့ဒီကောင်းကြီးတက်ရောက်လာနိုင်တယ်တင်ပေးလူဖို့ပဲလူတယ်ဆိုတဲ့အကြောင်းကိုပြောကြရင်နိကုံချုပ်လိုက်ပါတယ် နားဆင်သွားတဲ့တို့ရောက်ချင်းစီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေတော့အာမင်